ဒီနီးပြအတွက်လည်းကျွန်တော်တို့ဒီအသည့်ရောက်လာတဲ့နီးပြအတွက်လည်းဘာမှအဆင်မပြေသလိုကိုယ်ဒီအတွက်လည်းတရားဒီလုံးကိုပေးဆက်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးအားလုံးကလည်းနည်းနည်းပဲ YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ဒီဘာသာလက်ရှိဒီချိန်တွေကတော့ကျွန်တော်တို့ဒီပြန်လည်ပတ်သက်ပြီးတော့ပဲသတင်းထွက်မှာပဲเนาะကျွန်တဲ့သတင်းတွေကတော့ဘာမှကျွန်တော်ထွက်မှာမဟုတ်ဘူးလက်ရှိကျွန်တော်ထွက်ထားတဲ့ rumors တွေ နင်းပြပြောင်းလဲကျွန်တော်တို့ဖြစ်နိုင်မဖြစ်နိုင်ဒိုင်းနဲ့ပတ်သက်ပြီးရောကျွန်တော်တို့နောက်ဆုံးရထားလေးရှိတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဒီဗီဒီယိုမှာဆွေးနွေးပြီးသွားမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီနင်းပြအပြောင်းလဲကျွန်တော်ဖြစ်ဖြစ်နိုင်မဖြစ်နိုင်ပါနော်ဆိုတော့ဒီနေရာမှာဖြစ်ရင်လည်းဖြစ်မှာပဲမဖြစ်ရင်လည်းမဖြစ်နိုင်ဘူးဆိုတော့ပုံစံမျိုးကျွန်တော်ဖြစ်နေရပါတော့လက်ရှိအခြေအနေအထိ Manchester United ဘက်က Ruben Amorim ကိုကျွန်တော်တို့ဒီလုံးဝ support လုပ်ထားစေချောဖြစ်တယ်ဆိုတော့ Amorim ကိုကျွန်တော်တို့ထုတ်ဖို့ plan အသင်းဘက်မှာလုံးဝ မရှိဘူးပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီအခုလက်ရှိကျွန်တော်ဒီထုတ်ဖို့ plan မရှိဘူးဆိုပေမဲ့လည်းပဲကျွန်တော်ဒီ room မှာဈေးရကျွန်တော်ထွက်နေရပြန်ပေါ့နော်ဆိုတော့ဒီတကယ်လို့များကျွန်တော် Amarin ကိုကျွန်တော်ထုတ်ခင်မယ်ဆိုလို့ရှိရင်ဒီ United ကဘယ်သူတွေကိုပြမထားထားတယ်လဲဆိုတော့အဲဒီညပြဆင်းနေကျွန်တော်ထပ်ပေါ်နေသေးပြီဒီနေရာမှာကျွန်တော်ဒီပြည်သက်တဲ့ဂျိုင်းမှာအရင်ဟော့တာကတော့ဇာဘီပေါ့လေဆိုတော့ဇာဘီကအခုလက်ရှိ အဲဇာဗီကအခုလက်ရှိသူတို့ကျွန်တော်ဒီသူဒီပရီးမီးယားလိကိုကျွန်တော်လာဖို့အတွက်စိတ်ဝင်စားနေတယ်။ယူနိုက်တက်ကကျွန်တော်ဒီကန်လန်မေယူနိုက်တက်ရဲ့ညီပြဖြစ်လာဖို့အတွက်ကိုလည်းတော်တော်လေးကျွန်တော်ဒီစိတ်ဝင်နေတာအာစိတ်ဝင်စားနေတဲ့အခြေအနေမျိုးပေါ့လေ။ဆိုတော့ဒီတကြောင်မလို့ကျွန်တော်ဒီဇာဗီကကျွန်တော်ဒီတကယ်လို့ရူဗင်အန်ရီကိုကျွန်တော်ထုတ်ခဲ့မယ်ဆိုလို့ရှိရင် option တစ်ခုဖြစ်ကျွန်တော်တို့မှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးပါ။ဆိုတော့ โอเคကျွန်တော်ဒီနောက်ထပ်ကျွန်တော်သတင်းတွေကကျွန်တော်ဗာလဲဆိုလို့ရှင်ကရက်ဆောက်ကိတို့ကျွန်တော်ရှိတယ်ဆောက်ကိတို့ဘာတို့ ਆ ဗျာကျွန်တော်ဒီပုံမှန်ပါပဲเนาะပုံမှန်ပါပဲနီးပြအပြောင်းလဲဆိုအရစ်တဟန်ကျွန်တော်ထွက်တော့မယ်ဆိုတော့လေအဲဆောက်ကိပဲပေါ့เนาะဆိုတော့ဆောက်ကိကကျွန်တော်သတင်းရတာပုံမှန်ထွက်တာပဲထွက်တဲ့အကြောင်းရင်းရလေ Indian Stone နဲ့ဒီ Gore Sauki တို့ရဲ့ချာမှာကျွန်တော် personal relationship ကျွန်တော်ရှိရယ်ဆိုတော့ဒီဒီချက်ကြောင့်ပဲ Gore Sauki ကိုကျွန်တော်တို့အဲသတင်းတွေမှာကျွန်တော်မြင်ရတဲ့သဘောမျိုးမှာဒီထက်ပိုပြီးတော့အဲဖြစ်နေမယ်လို့ကျွန်တော်မထင်ဘူးเนาะဆိုတော့ ဒီဇာဗီကတော့သူကကျွန်တော်ပရီးမီးယားလိကိုလာခြင်းနေပေါ့နော်လာခြင်းနေဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမန်ချက်စတာယူနိုက်တက်ရဲ့တော်ဒီ offer ကိုကျွန်တော်စောင့်နေတဲ့အချိန်မျိုးလို့ကျွန်တော်တို့အကြံပေးယူဆထားလို့ရတယ်ဆိုတော့ဇာဗီဆိုရင်တော့ဘလို့အဆင်ပြေကြကျတော့ဇာဗီဆိုလို့ရှိရင်တိတ်ပြီးတော့အများကြီးကျွန်တော်ထူးခြားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အများကြီးတော့ထူးခြားလိမ့်မယ်လို့မထင်ဘူးအဲဒါပေမဲ့ကျွန်တော်တို့ဒီတရားတစ်ခုကတော့ကျွန်တော်တို့ဒီဇာဗီဆိုလို့ရှိရင်တော့အဲနည်းနည်းကျွန်တော်ပို့ပြီးတော့ဒီ dynamic ပို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် ဒင်းနဲ့ကျွန်တော်လိုင်ရောညီထွေတဲ့အဲဒီဘာသာကျောင်းကစားပုံတစ်ခုကိုပဲသူဖန်တီးလိမ့်မယ်လို့ထင်တယ်။အဲသူ့မှာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်မယ်မယ်ရရပေါ့လေမယ်မယ်ရရကျွန်တော်ဒီအဲဒီသူသွားကျင်တဲ့ကျွန်တော်ဒီ philosophy အတိအကျဆိုပြီးတော့ကျွန်တော်တို့စားမီဘလို့ကစားတလဲဆိုတဲ့အရာကိုကျွန်တော်တို့အတိအကျသိရမှုကတော်တော်လေးခင်းရတယ်။ဆိုတော့အခုလက်ရှိကျွန်တော် Ruben Amorim မှာလည်းကျွန်တော် philosophy ရှိရပေါ့နော်။ဒါပေမဲ့သူ့ philosophy ကအလုံးမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာ။ဆိုတော့ ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီနီးပြအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တင်းတွေထွက်လာတယ်ကအဆုံးပဲဗျာဆိုတော့ကျွန်တော်တို့ဒီ Ariola လို့ရှိတယ်ပြလို့ရှိရင်ကျွန်တော်တို့ဒီ Oliver Glasner လို့ရှိတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေကြားထဲမှာအခုလက်ရှိကျွန်တော် ပြောနေတဲ့အရာကကျွန်တော်မလဲဆိုလို့ရှိရင်နီးပြအပြောင်းလဲကိုကျွန်တော်တို့ဒီပေါ့နော်အဲဒီပေါ့နော်ကျွန်တော်တို့ဒီ Indios တို့ဘက်ကနေပြီးတော့ဘာကြောင့်အခုချိန်ကြည့်မလုံရသေးသလဲဆိုလို့ရှိရင်ပေါ့နော်သူတို့ကျွန်တော်တို့ဒီဒီကြားထဲမှာကျွန်တော်ထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဂျော်ဂျီပြရမှာဆိုတဲ့အတွက်ကြောင့်ဂျော်ဂျီကကျွန်တော်ပေါင်း12တန်းလောက်တိကျွန်တော်ရှိတယ် ရောကြီးပေးရမှာအဲဆိုတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ဒီနိုဝင်ဘာလောက်လလောက်ကျမှကျွန်တော်ဒီရောကြီးအထုတ်မယ်ဆိုလို့ရှိရင်ရောကြီးကပေးစရာမလိုတော့ဘူးဆိုတော့ဒီတဲ့ကြောင့်လို့နိုဝင်ဘာလအထိဒီနီးပြထုတ်ဖို့အတွက်ကိုစောင့်သွားမယ်ပုံစံမျိုးတွေကျွန်တော်ရှိရဆိုတော့သတင်းမျိုးတွေလည်းကျွန်တော်တို့ယူဆချက်တမျိုးတွေကျွန်တော်တို့ထွက်နေတယ်ဆိုတော့အဲ့ဆိုရင်တော့ကျွန်တော်တို့နောက်ကြသွားမှာတကယ်လို့ကျွန်တော်ဒီထားပါထုတ်ဖို့ပလန်ထားတယ်ထုတ်ဖို့ပလန်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ရောကြီးမပေးချင်တာတစ်ခုတည်းနဲ့ နိုဝင်ဘာလလောက်ဒီကျွန်တော်တို့အသင်းကိုဆက်ပြီးတော့ဒုက္ခခံနိုင်မယ်ဆိုတာကတော့ဒိဗ္ဗသိပ်ပြီးတော့မရှိဘူးဒိဗ္ဗသိပ်မရှိဘူးလက်ရှိဂျီနီမှာဆိုလို့ရှိရင်အမ်ရီရဲ့ကျွန်တော်တို့ဒီဘာနော်မန်ချက်စတာယူနိုက်တက်ကဘာမှကျွန်တော်တို့တိုးတက်မှုကျွန်တော်လုံးဝတွေ့မနေရဘူးလက်ရှိကျွန်တော်တို့ဒီငှက်ပွဲနိုင်ထားတယ်ကျွန်တော်တို့ဒီသုံးပွဲတိကျောင်းရှုံးပြီးသွားပြီနောက်တပွဲတည်ကြထားတယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီဘာဟိုရှုံးတဲ့ပွဲဝယ်ကြည့်ကြည့်နောက်ပိုင်းပွဲရည်ဆိုလို့ရှိရင်ရှုံးတဲ့ပွဲပဲကြည့်ကြည့်နိုင်တဲ့ပွဲပဲကြည့်ကြည့်ကစားပုံကတော်တော်ကိုစုပ်ပြီးစုပ်ပဲကျွန်တော်ဖြစ်လာနေပြီဆိုတော့ တော်တော်ချင်းနေမကောင်းတော့ဘူးဆိုတော့ဒီဘောနော် Emery အနေနဲ့သူ့ရဲ့ကျွန်တော်တို့ဒီ system ကိုလည်းသူပြောင်းလဲဖို့မရှိဘူးဒါနဲ့ပတ်သက်ပြီးတော့သူခဏတိုင်းပြောထားပြီးသားခဏတိုင်းပြောထားပြီးသားပြီးခဲ့တဲ့ brand phone နဲ့ပွဲမှာတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှင် Emery ကိုပဲကျွန်တော်တို့ကတရားရခိုင်တော့အပြစ်တော့တင်လို့မရဘူးဘာဖြစ်လို့ဆိုတော့ကစားသမားတွေကိုယ်တိုင်ကလည်းတော်တော်ညံ့နေတယ်မှာပါခဲ့တယ်ဆိုတော့ okay ကျွန်တော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘောနော်ဒီကျွန်တော်ဘလောက်ပဲဘာတွေပဲကျွန်တော်ယူဆယူဆအတင်းဘက်ကကျွန်တော်တို့ဘလိုဆုံးဖြတ်ထားလဲဆိုတာဒီဒါအရေးကြီးဆုံး ဥပမာအသင်းဘက်ကကျွန်တော်တို့ဒီနီးပြကိုကျွန်တော်တို့ဆက်ထားဖို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ဒီအလုံးမဖြစ်တဲ့အရာတွေအပေါ်မှာသူတို့ဘယ်လိုမျိုးတွေအာဒီဘယ်တော့ကျွန်တော်တို့ဒီပြောင်းလဲပြင်ဆင်မှုတွေလုပ်ဖို့ကြိုးပမ်းမလဲပေါ့နော်ဆိုတော့ဒီဒီနေရာမှာကျွန်တော်ပြောချင်တဲ့သဘောက okay 3421ကိုချိန်ကျွန်တော်တို့ဒီ4231နဲ့ source ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ပြောချင်တဲ့သဘောကတော့ဗျာဒီ3421ပြဿနာမဟုတ်ဘူးအထဲမှာကျွန်တော်ကစားတဲ့အဲပုံစံတွေ shape တွေကကျွန်တော်တို့ဒီပေါ့နော် အဲကိုကစားမဲ့ကိုရဲ့ပြိုင်ဘက်ပေါ်မူတည်ပြီးတော့ကျောပြောင်းလဲနိုင်စွမ်းနဲ့ adapt လုပ်နိုင်စွမ်းတွေကိုပို့ပြီးတော့ဒီထက်ပို့ပြီးတော့ amrin ကိုပို့ပြီးတော့ရှိစေခြင်းနဲ့ကျွန်တော်ကတော့ဒါဒါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့အရာပဲပေါ့နော်ဒါပေမဲ့ amrin ကကျောဘယ်သိမ်းမယ်လာလားဒီ shape ဒီပုံစံဒီကစားသမားဒီနေရာဆိုတော့ပုံစံမျိုးပဲကျွန်တော်တွားတာဆိုတော့ဒီဟာအလုံးမဖြစ်လို့ရှိရင်အဲဒီပေါ့နော်သူ့အနေနဲ့ကျောဒီဟိုကစားသမားကိုပြောင်းလဲလိုက်တာပဲရှိတယ်အဲဒီဘက်တော့ကျွန်တော်ဒီသူ့ရဲ့ကျွန်တော်ဒီအာဒီ shape တွေကိုပြောင်းလဲတာမျိုးလေးလုံးဝမတွေ့ရအောင်ဆိုတော့ ်ငယ်တဲ့ကျွန်တော်ဒီ off the ball ဆိုလို့ရှိရင်ခန်းစင်း9ယောက်တန်းကိုင်းလေးမှာ2ယောက်ရှိမယ်ရှေ့မှာတိုက်စစ်မှာ press မှာ3ယောက်ရှိနေအဲတိုက်စစ် press ကနေကြောထွက်လာပြီဆိုလို့ရှိရင်ကိုင်းလေးကကျွန်တော်ငယ်တဲ့ဘက်တွေကအငယ်တဲ့ကျွန်တော်ဒီဒီပြိုင်ဘက်ကအနည်းဆုံးကိုင်းလေးက3ယောက်ရှိရယ်3 vs 2ဖြစ်ဖြစ်မဖြစ်ရင်4 vs 2ဖြစ်ဖြစ်ဆိုတော့အဲဒီခန်းစစ်ကကျွန်တော်ဒီဥမထအသင်းသင်းနဲ့တွေ့လေ9ယောက်တန်းเนาะအသင်းကြီးနဲ့တွေ့လေ9ယောက်တန်းသင်းလက်နဲ့တွေ့လေ9ယောက်တန်းဆိုတဲ့ပုံစံမျိုးဆိုတော့ဆိုတော့ဒါကကျွန်တော်ဗာလဲဆိုလို့ရှိရင် Emery ရဲ့ ဒီဘောနော်ဒီဒီသူ့ရဲ့ကျွန်တော်တို့ system တစ်ခုတည်းကိုပဲဘယ်အသင်းနဲ့ဖြစ်ဖြစ်ပြနေတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့တကယ်တကယ်တမ်းကကျွန်တော်တို့ဒီအသင်းသင်းနဲ့ဆိုလို့ရှိရင်ငါတို့ဘယ်လိုကစားမလဲ။နောက်အသင်းလက်နဲ့ဆိုလို့ရှိရင်ဘယ်လိုကစားမလဲ။အသင်းနဲ့ဆိုလို့ရှိရင်တို့ဘာကြီးကောင်းတယ်ငါတို့အနေနဲ့ဘယ်လိုကစားမလဲဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ရမှာ။အခုကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ shape တစ်ခုပုံစံတစ်ခုတည်းကိုပဲကျွန်တော်တို့တွားနေရပေါ့နော်။ဆိုတော့ ီနေရာမှာကျွန်တော်တို့ဒီအဲဒီဒီပြပုံကျွန်တော်ဆက်ထားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ကျွန်တော်တို့ဒီအဲဒီ system တွေကိုကျွန်တော်တို့ဒီတချို့နေရာတွေမှာပြောင်းလဲဖို့အတွက်အသင်ဘက်ကကျွန်တော် PR ပေးတင်တယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ကျွန်တော် Amarin ကိုကျွန်တော်ဖြုတ်မယ်ဖြုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောခဲ့ဆိုမျိုးစောစောစီစီဖြုတ်တာကောင်းတယ်စောစီဖြုတ်တာကောင်းတယ်ပြီးခဲ့တဲ့ရာသီကိုကျွန်တော်ကြည့်ကြည့်ပါဒါနမူနာမဲ့ပေါ့နော်ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ဒီ every time ကိုကျွန်တော်ရာသီအလေလောက်ကြီးမှကျွန်တော်ထုတ်လိုက်တယ်ထုတ်လိုက်တဲ့အချိန်မျိုးမှာ အဲထိုးလန့်နေစုံက every day ထွက်သွားတယ်ပြီးတော့ကျွန်တော်ဒီ UV Emery ရောက်လာတယ် Emery ဒီကျော်ဒီ project နီးပြဖြစ်တယ်ဒီတော့ကြောင့်မလို့ကျွန်တော်ဒီ reset တွေကိုကျွန်တော်တို့အဲဒီချက်ချင်းတည်ဆောင်လာမယ်နီးပြမျိုးမဟုတ်ဘူးဆိုတော့ဒီနေသားမှာသူ့ကိုကျွန်တော်အချိန်ပေးဖို့လိုတယ်အချိန်ပေးဖို့လိုဆိုတော့ကျွန်တော်တို့အဲဒီဘလောက်အချိန်ကျွန်တော်တို့လုံလောက်တဲ့အချိန်ကြီးကျွန်တော်ပေးခဲ့တယ်ပေးခဲ့တဲ့အချိန်ဒီမှာအတင်းက65ရက်ပိုင်းကျွန်တော်ရောက်သွားတယ်ဆိုတော့ပြင်ဆင်ချိန်မရှိလို့ဆိုတဲ့ပုံစံမျိုးကောင်းတဲ့အောက်ကိုကျွန်တော်ရောက်သွားတယ်ဆိုတော့ဒီနီးပြအတွက်လည်းကျွန်တော်တို့ဒီအသစ်ရောက်လာတဲ့နီးပြအတွက်လည်း ဘာမှအဆင်မပြေသလိုကိုယ်ရည်အတွက်လည်းတရားစီလုံးကိုပေးဆက်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီပုံစံမျိုးကျွန်တော်ထပ်ပြလို့မရအောင်ထပ်ပြလို့မရအောင်ဆိုတော့သူများရဲ့ဗျာကျွန်တော်ဒီအသင်းကြီးတွေအကုန်လုံးကျွန်တော်ဒီတော်တော်များများအသင်းကြီးတွေအကုန်လုံးစပါးတို့အားစားဟာ Chelsea ပြီးရင် Arsenal နော် Manchester City Liverpool အကုန်လုံးကျွန်တော်ဒီဥရောပပွဲစဉ်တွေကျွန်တော်ကစားနေရတယ်ကိုယ်ရည်တသိမ်းမဲ့ကျွန်တော်မကစားရဆိုတော့ဒါကတော်တော်လေးကျွန်တော်ရှက်စရာကောင်းတယ်ရှက်စရာကောင်းတယ် ဘာလို့ဆိုဥမထားပါကိုရီစီမားအသိပြဿနာမရှိဘူးကတည်းကကိုရီစီမားအဲ့လောက်ကြီးအထိဒီတိတ်ချော့ရှိရတဲ့နေသားမဟုတ်ဘူးဒါပေမဲ့အဲဒီထားပါတော့ကျွန်တော်ဒီမန်ချက်စတာပေါ့နော်မန်ချက်စတာမြို့ပံကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီမြို့ကန်ကျွန်တော်နှစ်သိန်းရှိရယ်နော်မန်ချက်စတာစီးတီးရယ်မန်ချက်စတာယူနိုက်တက်နှစ်သိန်းရှိရယ်မန်ချက်စတာစီးတီးရောကျွန်တော်ဒီအဲဒီအဲ အပန်းတိုင်းပရီးမီးယားလိပွဲစဉ်တွေပြီးလို့ရှိရင်ကျွန်တော်ဒီချန်ပီယံလိပွဲစဉ်တွေအမြင်နဲ့ကစားနေပြီးတော့သူတို့ပရိသတ်တွေကလည်းအမြင်နဲ့အဲ့ပွဲတွေကိုကျွန်တော်ကြည့်နေရပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ပရိသတ်တွေကကြတော့တပတ်တပွဲတောင်မှကျွန်တော်ဒီပေါ့နော်ဟိုဟိုနိုင်ပွဲကကျွန်တော်ဆက်မနေဘူးနိုင်ပွဲကဆက်မနေဘူးပြောစရာကျွန်တော်ဒီဘာမှသိပြီးရရှိမနေဘူးတောက်ရှော့ကျွန်တော်ဒီတကယ်ကျွန်တော်ဒီစိုးရွားတဲ့အချိန်ကြီးနဲ့ပဲကျွန်တော်ပြည့်နှက်နေရပေါ့နော်ဆိုတော့ဒါကကျွန်တော်ဒီမန်ချက်စတာမြို့ကန်အချင်းချင်းဆိုလို့ရှိရင်တော့မှ အဲပြောမှသူတော်တော်လေးကိုရှက်စရာကောင်းတဲ့အခြေအနေတခုတော့ဒီတကြောင်မကျွန်တော်တို့ကဒီရတဲ့မှာအနေဆုံးတော့ကျွန်တော်တို့ဒီချန်ပီယံလေးဝင်ခွင့်စပေါ်လောက်တော့ကျွန်တော်ရအောင်ယူနိုင်ဖို့လိုတယ်ရအောင်ယူနိုင်ဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးမှာဒီလက်ရှိကျွန်တော်ဒီနီးပြနဲ့ပြောရှင်ဒီလက်ရှိအခြေအနေနဲ့အသိရဲ့အခြေအနေနဲ့ဆိုလို့ရှင်တော့ဖြစ်နိုင်ဖြစ်နိုင်ကြတော်တော်နေတယ်တော်တော်နေကျွန်တော်ဒီလက်ရှိအခြေအနေကကျွန်တော်ဒီတမ်မစင်ရဖို့ရုံးကန်နေရတဲ့ နော်တော်ဒီတန်တက်အတင်းတင်းလို့တော့ဖြစ်နေတာဆိုတော့ဒိဗေမရှိဘူးပြန်သေးလားမဆက်ဆိုင်နေတဲ့ level မှာကျွန်တော်ရှိမနေဘူးဆိုတော့ဒီတကြောင်မို့ကျွန်တော်တခုခုတော့အပြောင်းလဲတော့ကျွန်တော်လုံးဖို့လုံနေပြီဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီမေကုန်းကရှင်းရှင်းလေးရေးနီးပြကိုကျွန်တော်ပြောင်းမလားဒါမှမဟုတ်ကျွန်တော်ဒီနီးပြလက်ရှိသုံးနေတဲ့ system အပေါ်မှာကျွန်တော်အပြောင်းလဲတွေလုပ်ပါပြောင်းလဲတွေလုပ်ဖို့အတွက်ဒီ amrin tan ကိုကျွန်တော်ဖိအားပေးမလားဆိုတော့ဒါတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်လုံးဖို့လုံလုံးဖို့လုံနေတဲ့အရာပဲ ကြောင်းလေးကျွန်တော်လုံးမိုင်းရတော့မယ်ဒီပုံစံတိုင်းကတော့ကျွန်တော်မဖြစ်ဘူးပါနော်မဖြစ်ဘူးတော့ဒုက္ခရောက်နေပြီပေါ့နော်ဆိုတော့ပြီးရတဲ့ brand food နဲ့ပွဲဆိုလို့ရှိရင်လေကိုကိုရီးယားကျွန်တော်တို့ဒီပေါ့နော် brand food လိုချင်တဲ့ game style ကို ကစားပေးလိုက်တယ်လို့ပဲပေါ့နော်ကစားပေးလိုက်တယ်လို့ကျွန်တော်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီပြပက်သားသားကိုကျွန်တော်ရှုံးနေပေါ့နော်ဆိုတော့ကျွန်တော် indian store ကကျွန်တော်ဒီနီးပြထုတ်ဖို့အရေးကိုသူတို့ကကျွန်တော်ပြောရမယ်ဆိုလို့ကျွန်တော်တို့မှာ user ရက်ကအဲ့လို ရှိရဗျာကျွန်တော်ဒီဥမထာဝအမရကိုအရင်ယုံကြည်လို့မထုတ်တာနော်ဒါမျိုးဆိုရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ထုတ်ချင်တယ်ဒါမှငါတို့ရောကြီးပြီးရမှာဆိုလို့ဒီဘောနော်နိုဝင်ဘာလလောက်ဒီငါတို့စောင့်မှရမယ်အဲ့ဒါမှငါတို့ရောကြီးမပြီးရမှာအတင်းတော့ကိုကျွန်တော်ကြည့်ရမှာပါသူတို့ကျွန်တော်ဒီ financial အတွက်မကြည့်နဲ့လို့ပြောရမှာမဟုတ်ဘူးရတယ်ကြည့်ပြဿနာမရှိဒါပေမဲ့ကျွန်တော်ဒီညီးပြအပြောင်းလဲကတကယ်လှုပ်ဖို့လိုအပ်နေတယ်ညီးပြအပြောင်းလဲတာဒီလက်ရှိအခြေအနေတွေကိုပြောင်းလဲနိုင်စွမ်းရှိတယ်လို့ လုံးဝကျွန်တော်တို့ဒီယုံကြည်ထားတယ်ဆိုလို့ရှိရင်ဒီပြအပြောင်းလေးကကျွန်တော်တို့လုံးဝကျွန်တော်တို့ဒီစောစောစီစီလုံးမကိုကျွန်တော်ရမှာဆိုတော့ဒီ international break မှာကျွန်တော်တို့စောင့်ကြည့်ရမယ်လက်ရှိကျွန်တော်တို့ဒီနောက်တစ်ပတ်ကျလို့ရှိရင်ဆန်ဆန်နာလနဲ့ကျွန်တော်ကမ်ဘောရှိရဲ့ app ရဲ့ international break ဝင်ပြီဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဒီပြအပြောင်းလေးဖြစ်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်လက်ရှိကျွန်တော်တို့ဒီထွက်ပေါ်နေတဲ့သတင်းတွေအရတော့ဒီ Sergeant Radcliffe တို့ရဲ့ back ကဒီနည်းပြကိုကျွန်တော်တို့စက်လက်ယုံကြည်ထားစေဖြစ်တယ်တကယ်လို့ကျွန်တော်တို့ဒီပြောင်းလဲမယ်ဆိုလို့ရှိရင်တောင်မှ ဒီဘောနော်ကျွန်တော်ဒီကြော်ကြီးပေးရမှာဆိုတဲ့အတွက်ကြောင့်မလို့နိုဝင်ဘာလလောက်မှာပြောင်းလဲမယ်ဆိုတဲ့ပုံစံမျိုးကြောင့်ဖြစ်နေရယ်ဆိုတော့တကယ်လို့အဲ့ချိန်မှာပြောင်းလဲမယ်ဆိုလို့ရှိရင်နောက်လာမယ်ညပြအစ်စ်တော့နော်ကျွန်တော်တို့ကနောက်ထပ်တရားသည်ထပ်ပြီးတော့အချိန်ပေးပြီးတော့ကျွန်တော်တို့အာဒီပြောရမယ်ဆိုလို့ရှိရင်အာဒီ subscribe လောက်အောင်မဲ့တရားသည်ကိုကျွန်တော် subscribe လောက်အောင်မဲ့အချိန်ဒီမျိုးကြောင့်ဖြစ်မသွားလို့ကျွန်တော်ပြောလို့မရပါဘူးဆိုတော့ဟောင်းကြည့်ရပါဦးမယ်ဆိုတော့အရှိချင်းတွေကတော့တော်တော်လေးဆိုးရွားနေတဲ့အချိန်တွေတခုပါ ဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ညီပြနဲ့ပတ်သက်တဲ့သတင်းလေးပေါ့ဗျာဆိုတော့ brother တို့ရောဘယ်လိုညင်ကြလဲခုံမောင်ဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်ချီရှူအားပေးရဲ့ညီကောင်များအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါ